ပါရှင်ရန်ကုန်တိုင်းဆက်နေစဉ်တင်ပြအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မြန်မိုးဖက်ပောင်းတင်ဆက်ပေးခြင်းတဲ့တွင်အကြောင်းအရာတွေကတော့ဝိုင်းဘီယာစင်းနေတဲ့ခရီးတဲ့မြောင်အစီအစဉ်စီရေးစစ်တမ်းကောင်းမြေဆိုတဲ့တွင်ဝင်ဖော်မလင်းထဲပါကရေးယူနေဆိုတဲ့သတင်း MCEF နှင့် CB Bank တို့ဆောင်းလုံရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်မည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံအနေနဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာသည့် NDB ခေါင်းဆောင်ဝါပေါ်ဂျပန်ပြည်သူများမျှော်လင့်ချက်ထုတ်ဖော်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဝိုင်းပြားစီနင်းတီခရီးသည်များအစဉ်ပြေစေရေးစစ်တမ်းကောင်းပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခရီးသည်များအဆင်ပြေချုံးပွေစေရှိမှတ်တိုင်းများတွင်ခရီးသည်စုပြုံမှုမရှိစေရှိတို့ကိုစနစ်တကျစီမံကိုကဲနိုင်ဖို့ရည်ရွယ်ပြီး WBS စီးနှင်းတဲ့ခရီးသည်တွေထံမှစစ်တမ်းတရက်ကောက်ယူသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းရာတီစီမှသိရပါတယ်။အဆိုပါစစ်တမ်းကို Rush Hour တွေဖြစ်တဲ့ရုံးသက်ရုံးစင်ချိန်မှတ်တိုင်းတွေမှခရီးသည်တွေဆောင်ဆိုင်မှု WBS ရှင်လိုင်းများမှရှင်းစိတ်ရှင်း င်းခရီးသည်များစီးနှင်းရောက်မှုအခြေအနေများစားတဲ့အချက်များအပေါ်မူတည်ပြီး၎င်းစစ်တမ်းကို ကောက်ယူမှဖြစ်တယ်လို့ဆိုပါတယ်။ စစ်တမ်းပြေဆိုးမဲ့ခရီးသည်များအနေနဲ့မိမိတို့တွေ့ကြုံရတဲ့အခြေအနေတွေကို Google Form မှာပြည့်စွယ်ဖြည့်ချားပေးချာရမှာဖြစ်ကအဆိုပါစစ်တမ်းတွင် ခရီးသည်များစီနင်းတွေ့ကြုံရလေရှိတဲ့အတွေ့အကြုံများကိုသာစစ်တမ်းကောက်ယူခြင်းဖြစ်ပြီးခရီးသည်များဤကိုယ်ရဲ့ချက်လက်မှတ်တမ်းများကောက်ယူသွားမှာမဟုတ်ဘူးလို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ အစားအသောက်တွင် ဖော်မလင်ထဲပါကအေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုတ်ဖက်ပဲသွေးစတဲ့အစားတောက်တွေမှာဖော်မလင်ထည့်သူတွေကို အမျိုးသားအစားတောက်ဥပဒေနဲ့ရေးယူသွားမယ်လို့အစားတောက်နှင့်ဆေးဝါးကိုခဲရေးဦးစီးဌာန FDA ကအသိပေးလာပါတယ်။အစားတောက်မှာအသားမြင့်ထားသူပစ္စည်းဖော်မလင်ထည့်သွင်းသုံးဆွဲထည့်ထုတ်လုံဖြန့်ဖြူးရောင်းချသူတွေကိုအမျိုးသားအစားတောက်ဥပဒေပုံမှန်28ကနေရေးယူသွားမယ်လို့ဆိုပါတယ်။ လာရှိခန်းစည်းဖို့ရည်ရွယ်ပြီးဖော်မလင်ထည့်သွင်းရန်အသုံးပြုတဲ့အစားအသောက်တွေကို စားသုံးမိရှင်လက်တလုံးမှာခေါင်းမူခေါင်းကိုက်သာအော့အန်သာဘိုင်းနာသာအသက်ရှူရာခက်ခဲတာတွေဖြစ်ပွားစေနိုင်တယ်လို့သိရပါတယ်။ ဈေးကွက်မှာရောင်းချနေတဲ့ပဲသွေးပဲပြားမုတ်ဖန်စားတဲ့စားတောင်မဲတွေမှာစားသူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့တားမြင်ဓာတ်သူပစ္စည်းဖော်မလင်ကိုထည့်သွင်းသုံးစွဲခွင့်မပြုဘူးလို့ FDA ကသတိပေးထားပါတယ်။ဖော်မလင်အသုံးပြုအစားအသောက်တွေကို ရေရှည်စားသုံးမိရင်တော့အစာအိမ်အနာဖြစ်ခြင်းအသည်ကြောက်ကံများပျက်စီးခြင်းကင်းစားရောဂါတွေဖြစ်ပွားစေနိုင်တယ်လို့ဆိုပါတယ် ဒါအပြင်ကိုဝင်ဆောင်အမျိုးသမီးနဲ့ကလေးငယ်တွေမှာဖော်မလင်စိတ်သိမ့်မှုပုံမှုဖြစ်ပွားနိုင်ပြီးစားသုံးမှုရှင်ဒရေသားဖွံ့ဖြိုးမှုထိခိုက်ခြင်းကလေးတငယ်ကြီးထွားမှုပြဿနာတွေဖြစ်ပွားစေနိုင်တာကြောင့်စားသုံးမှုမပြုဖို့အသိပေးထားပါသည်။ ကျန်းမာရေးဝန်ကြီးဌာနစားသောက်နှင့်ဆေးဝါးကုကဲရေးဦးစီးဌာန FDA အနေနဲ့အရေအသွေးစစ်မှန်ကောင်းမွန်ပြီးဘေးရန်ရဲကင်းရှင်းတဲ့စားသောက်တွေကို အများပြည်သူတို့စားသုံးနိုင်ဖို့စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။ဆလဘီ MCEF နဲ့ CB ဘန်တို့စောင့်နှုတ်ရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရံပြပူးပေါင်းဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆောင်းလုံရေးခန္ဓာနဲ့ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်သွားဖို့အတွက်မြန်မာနိုင်ငံဆောင်းလုံရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF နဲ့ CB Bank တို့နားလည်မှုစာချုပ်လွှာရေးထိုးခဲ့တယ်လို့သိရပါတယ်။ အဆိုပါမြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEF နဲ့ CB Bank တို့ကြားနားလည်မှုစာချုပ်လွှာ MOU ရေးထိုးပွဲအခမ်းအနားကိုယမန်နေ့မွန်လွဲတနာရီက MCEF ခန်းမမှကျင်းပခဲ့တာဖြစ်ပါသေး အခမ်းအနားမှာမြန်မာနိုင်ငံဆောင်းလုံရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEF ဥက္ကဋ္ဌဦးရှိန်ဝင်းကတော်ခွန်းစာစကားပြောကြားပြီး CP Bank ရဲ့ဒုတိယထွေထွေမန်နေဂျာဒေါ်တင်းထူဦးမှတော်ခွန်းစာစကားပြန်လည်ပြောကြားခဲ့ပါသည် လက်မှတ်ရေးထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာမှာဆောက်လုပ်ရေးခန်းနာနဲ့ဘဏ်လုပ်ငန်းဆိုင်ရာဆောက်ရွက်မှုလုပ်ငန်းတွေမှာ MCEF နဲ့ CB ဘဏ်တို့အကြားအပြန်အလှန်ပူးပေါင်းလှုပ်ဆောင်ကူညီဆောင်ရွက်သွားနိုင်ဖို့ကတိကဝတ်တွေပါဝင်တယ်လို့ဆိုပါတယ်။ MCEF အနေနဲ့ CB ဖန်အပြင်ဆောက်လုပ်ရေးအရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဖန်နယ်လဲဆောက်လုပ်ရေးခန္ဓာနယ်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့နားလည်မှုစားချွန်လွှာလက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဝန်ကြီးချုပ်တစ်ဖြစ်လာသည့် NTB ကောင်းဆောင်အပေါ်ဂျပန်ပြည်သူများမျှော်လင့်ချက် ထုတ်ဖော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်ဝင်ကြီးချုပ်တဲ့အဖြစ် Liberal Democratic NTB ပါတီခေါင်းဆောင်စာနယ်ထားခိုင်းချီရွေးချယ်ခံရပြီးနောက်ဂျပန်ပြည်သူတွေကဝင်ကြီးအဖွဲ့တဲ့အနေဖြင့်စီးပွားရေးတိုးတက်မှုနဲ့ပြည်သူတွေရဲ့နေထိုင်မှုတို့ကိုဦးစားပေးစေခြင်းကြောင့်မျှော်လင့်လာကြပါထိတ်ပါလီမန်နှစ်ရက်စလုံးမှာအနိုင်ရပြီးနောက်ထားခိုင်းချီဟာအတိုင်းပြည်ရဲ့တရားလေးဦးမြောက်ဝင်ကြီးချုပ်ဖြစ်လာသလို ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်လည်းဖြစ်လာပါတဲ့ NTB ပါတီရဲ့အတွင်းအဖွဲ့အမျိုးမျိုးကွဲနေပြီးသာခိုင်ချီရဲ့နေနဲ့ရှုထောင့်အမျိုးမျိုးကနေကြည့်ရှုခါအောင်လုံးသူကြီးတဲ့ရှီမန်းချက်တွေရောက်ရှိရန်စီးလုံးအားထုတ်ချဖို့မျှော်လင့်တယ်လို့ပြည်သူတဝူးကပြောပါထိအစိုးရတည်အနေနဲ့အခွန်ဆောင်ပြီးလောဝါလာစာတွေတိုးမြင်ပေးဖို့နဲ့စီးပွားရေးအခြေအနေတိုးတက်လာဖို့အားထုတ်ကြမယ်လို့မျှော်လင့်ချောင်းနောက်တဝူးကလည်းပြောပါထိတ် စည်းပွားရေးနဲ့ပတ်သက်လာရှင်အမျိုးသမီးတွေရဲ့ရှုထောင့်ခါနေ့ policy တွေထုတ်ပြန်ပေးပြီးလောကလောက်စာတွေတိုးမြင်ပေးနိုင်ဖို့မျှော်လင့်ထားကြပါတယ်။ထားခိုင်းချီဟာအော်တိုဘားလ၄ရက်နေ့က NGB ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ 1993မှာအောက်လွှတ်တော်ခါနေပထမဆုံးရွေးချယ်ခံခဲ့ရပြီးအထည်နောက်ပိုင်းပြည်ထောင်ရေးနယ်ဆက်သွယ်ရေးဝန်ကြီးစီးပွားရေးလုံခြုံရေးဝန်ကြီးစီးပွားရေးကုန်သွယ်ရေးနယ်စက်မှုလက်ထောက်ဝန်ကြီးတို့အဖြစ်ဇက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရစီစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ